စိတ်ခံစားမှုနဲ့မကင်းနိုင်ဘူးအစဉ်ပြေတဲ့အခါစိတ်ချမ်းသာမှုအစဉ်ပြေတဲ့အခါမှာစိတ်ဆင်းရဲမှုစိတ်ချမ်းသာတာလည်းမဟုတ်ဘူးစိတ်ဆင်းရဲတာလည်းမဟုတ်ဘူးဆိုတဲ့ကြာကလာမြို့မှာအမှန်နေတာမြို့မှာ ချမ်းသာလည်းမဟုတ်စင်ပြေတာလည်းမဟုတ်စင်မပြေတာလည်းမဟုတ်ဘူးဆိုတဲ့စိတ်ခံစားအခြေအနေ၃ရက်ရှိတယ်ပေါ့နော်လူတိုင်းလူတိုင်းမှာအခြေအနေ၃ရက်ဖြစ်ပေါ်တာခန္ဓာကိုယ်နေလို့ထိုင်လို့ကောက်နေကာယကဒုက္ခနေလို့ထိုင်လို့မကောက်ဘူးကာယကဒုက္ခ စိတ်ချမ်းသာတယ်စေတသိကဒုက္ခစိတ်မချမ်းသာဘူးစေတသိကဒုက္ခတခတရံကြတော့အဲ့ဒီနှမျိုးလုံးမဖြစ်လာဘူးသမန္တိထာမျိုးဆိုလို့ရှိရင်အဒုက္ခမဒုက္ခမထင်ရှားတဲ့ခံစားမှုနော်တော့သုံးမျိုးရှိတယ်ဘယ်ပုဂ္ဂိုလ်ရဲ့ဖြစ်ဖြစ်ဒီသုံးမျိုးကတော့ကြုံတွေ့ရတယ် လောကထဲမှာရောက်ရှိနေတဲ့တ ত্ত্ব အတိုင်းဒီသုံးမျိုးတစ်မျိုးမျိုးတော့ကြုံတွေ့ရတာပဲ။ဘာကြောင့်ကြုံတွေ့ရတာလဲဆိုတော့လူတွေမှာမျက်စိနာနာလျာကာယမနဆိုတဲ့ဒွါရချောင်းပါဝုထုချောင်းမျိုးဟရယဆိုဝုထုချောင်းမျိုးမျက်စိနာနာလျာကာယမနအဲ Para chokyu myesi nana lea kaya hareya uthu chokyu no udah chok dua dwara chok pa era re shi ni de twet chang ayun ni ne satet mu ka shi la de myesi sen ayun ne satet de နာရှိလို့အတ္တအာယုနဲ့ဆက်သွယ်တယ်။နှာခေါင်းရှိလို့အနတ်။လျှာရှိလို့အရတာ။ခန္ဓာကိုယ်ကိုယ်ကရရှိလို့အထီတွေ့။စိတ်ရှိလို့ဉာဏ်တွေ့အာယု။အာယုနေနဲ့ဒီစိတ်ခန္ဓာချက်အာယုနေနဲ့မြာဝတ္ထု။ဒါရီဆက်သွယ်လာတာ။ အဲ့ဒါတွေကစိတ်ဖြစ်ဖို့အတွက်အဓိကအကြောင်းနေဖြစ်လို့စိတ်ရဲ့အခြေခံတရားသို့မဟုတ်အာယတနာ၁၂ပါးလို့ခေါ်တယ်။အဲ့ဒီအာယတနာအာယတနာ၁၂ပါးကိုအကြောင်းပြုပြီးတော့ယစီနဲ့အစဉ်အာယုဆုံးလိုက်တဲ့အခါမှာပြင်သစ်စိတ်ဖြစ်လာတယ်။ပြင်သစ်စိတ် ဖြစ်လာတဲ့အခါမှာအဲ့ဒီစိတ်ကအာယုံနဲ့ဆက်သွဲပြီးတော့စိတ်ခန္ဓာမှုပေါ်လာတယ်။ဉာဏ်သိစိတ်နဲ့အတူတကွာအာယုံနဲ့ဆက်သွဲမှုဆိုတဲ့ဖတ်တာစိတ်ခန္ဓာမှုဆိုတဲ့ဝေဒနာပဋိစ္စသမုပ္ပါဒ်နဲ့ပြောမယ်ဆိုရင်သလရဏပစ္စယဖတ်တော့ဖတ်တာပစ္စယဝေဒနာအဲ့ဒီပုံစံဖြစ်လာတယ်နော်မျက်စိနဲ့အစဉ်အာယုံကိုအကြောင်းပြုပြီးတော့ ပြင်သစ်စိတ်ဖြစ်တယ်ပြင်သစ်စိတ်ဖြစ်တာနဲ့အာယုန်နဲ့အာယုန်နဲ့စိတ်နဲ့ဆက်သွယ်မှုဖြစ်လာတယ်ဖတ်တာဆက်သွယ်မှုဖြစ်လာတဲ့အခါမှာသူဆက်သွယ်မှုအားလျော်စွာတော့အစင်ပြေလို့ရှိရင်ဒုက္ခဝေဒနာအစင်မပြေဘူးဆိုရင်ဒုက္ခဝေဒနာနားနဲ့အတန်ဆက်သွယ်လာပြီးတော့ဇာတိစိတ်ဖြစ်တယ် အတန်နဲ့စိတ်နဲ့နော်ဖြစ်ပေါ်လာတဲ့ခါမှာစတဲ့မှုဆိုတဲ့ပတ်တာဖြစ်လာတယ်အတန်အာယုဟာကိုယ်စိတ်နဲ့ဆင်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာဆင်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူပဲနော်နှခေါင်းရဲ့အနံ့ရဲ့ဒီနှစ်ခုကိုကြောက်ပြုတ်ပြီးတော့ နံအယုံနဲ့ပတ်သက်လာပြီးတော့ခန္ဓာဝိညာဉ်စိတ်ဆိုတဲ့အနံတိတဲ့စိတ်ဖြစ်လာတယ်ဖတ်တာပါလာတယ်အနံအယုံနဲ့စိတ်နဲ့ဆက်သွဲလာတယ်ဆက်သွဲတဲ့အခါမှာအစဉ်ပြေရင်ဒုက္ခအစဉ်မပြေရင်ဒုက္ခအဲဒီကျဲသွားတာနော်လျာနဲ့အယတာဆက်သွဲလာတဲ့အခါမှာအယတာကိုတိတဲ့စိတ်စီဝဝိညာဉ်စိတ်ဖြစ်ပေါ်လာတယ် ဖြစ်ပေါ်လာတဲ့အခါမှာဆက်သက်မှုဖတ်တာခံစားမှုဝေဒနာတွေပါလာတယ်။ပါလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့အရာသာသည်ကိုယ်စိတ်နဲ့အဆင်ပြေတယ်ဆိုရင်ဒုက္ခဝေဒနာအဆင်မပြေဘူးဆိုရင်ဒုက္ခဝေဒနာထို့တူရဲ့ကိုယ်ကာယနဲ့အထီတွေ့ဒီရပေါင်းဆက်မိသွားတဲ့အခါမှာတိတိစိတ်ဖြစ်လာတယ်။ကာယဝိညာဉ်စိတ်ဖြစ်လာတယ်။ အဲ့ဒီကာယဝိညာဉ်စိတ်နဲ့အတူတကွာအာယုန်နဲ့ဆက်သက်ပြီးတဲ့ဖတ်တာစိတ်ခန္ဓာမူဝိရဏလူဖြစ်လာတဲ့အခါမှာအထီတွေ့ဟာကိုယ်နဲ့အဆင်ပြေရင်ဒုက္ခအဆင်မပြေဘူးဆိုရင်ဒုက္ခဒါလူတိုင်းလူတိုင်းဟာရှောင်လဲလို့မရဘူးစိတ်ခန္ဓာမူဆိုတာဖျားမှလည်းဒီတိုင်းပဲညာနာတွေမှလည်းဒီတိုင်းပဲကုသစဉ်တွေမှလည်းဒီတိုင်းပဲ ခံစားမှု၃မျိုးရှိကြတာကြီးပဲအဲ့ဒီခံစားမှု၃မျိုးမှာပုထုဇဉ်ပုဂ္ဂိုလ်နဲ့အရိယာပုဂ္ဂိုလ်တွေကပါကွာသွားလေကွဲပြားချမ်းသာမှုတော့ရှိတယ်ဒီထိအောင်ကတူတူပဲဖရလည်းပဲစိတ်ခံစားမှု၃မျိုးရှိတယ်ကျန်တာတွေပါလဲစိတ်ခန္ဓာမှု၃မျိုးရှိတယ်။ဘုန်းကြီးတို့တွေပါလဲစိတ်ခန္ဓာမ သုံးမျိုးရှိတယ်။အာယုံအကုနဲ့အစဉ်ပြေဒုက္ခအစဉ်မပြေဒုက္ခအစဉ်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးအမှန်အနေထားမျိုးဆိုရင်အဒုက္ခမဒုက္ခဟောဒီစိတ်ကစကြတရားဖြစ်နေတာဘယ်ပုဂ္ဂိုလ်မဆိုဖြစ်တယ်ပုရုဇေမှာလည်းဖြစ်တယ်အရိယမှာလည်းဖြစ်တယ်ဒါဖြင့်တရားသိတဲ့ပုဂ္ဂိုလ်နဲ့မသိတဲ့ပုဂ္ဂိုလ်ပါထူတယ် နော်အဲ့တော့တရားမသိနဲ့မသိတဲ့ပုဂ္ဂိုလ်နဲ့တရားသိတဲ့ပုဂ္ဂိုလ်တရားမသိတဲ့ပုဂ္ဂိုလ်ကိုအတုတာဝါပုထုဇဏောမြတ်စွာဘုရားတရားနဲ့ပတ်သက်ပြီးတော့သိယူမတာနာချာထာရာမရှိလို့အတိဘောတုတာခင်မဲ့နေတဲ့ပုဂ္ဂိုလ်တုတာခင်မဲ့နေတဲ့ပုဂ္ဂိုလ်ပုရတဲ့ပုဂ္ဂိုလ် ောက်မြတ်စွာဘုရားရဲ့ဆုံးမတရားတွေဈာနာထားတဲ့သုတဝါရိယတာကောမြတ်စွာဘုရားရဲ့တပည့်ထိုပုဂ္ဂိုလ်နှုတ်လုံးဟာစိတ်ခန္ဓာချက်သုံးမျိုးရှိရှိတာကြီးပဲကောအဲ့တော့သုံးမျိုးရှိတော့လူတိုင်းလူတိုင်းအစိတ်ခန္ဓာမျိုးရှိတော့ဘယ်အချက်မှသွားကွဲပြားချတာရတဲ့လေဆိုလို့ရှိရင်စိတ်ခန္ဓာမှုကလူတွေမှာ အစင်ပြေတဲ့အခါမှာနှစ်သက်ကျေနပ်မှုဆိုတော့ပါလာဒုက္ခရဲ့နောက်မှာကြိုက်တာနှစ်သက်တာဆိုတော့ပါလာတယ်။နော်ဘာကြောင့်ပါတော့ဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်လို့မသိဘူးသူက။အကြောင်းတစ်ခုကြောင့်ငါမှဒါအစင်ပြေတယ်လို့သိတာမဟုတ်ဘူး။အစင်ပြေတဲ့ပုံမှာကျေနပ်အာရနှစ်သက်ပါလား။ အစင်မပြေတဲ့အခါကြတော့လည်းပဲဒေါသဖြစ်တယ်စိတ်တိုးတယ်နော်အဲ့ကြတော့အစင်မပြေတဲ့ဒုက္ခနဲ့တွေ့တဲ့အခါဒေါသဖြစ်တယ်အစင်ပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးဆိုတဲ့အချိန်ကျတော့မတိလိုက်မောဟဖြစ်တယ်အဲ့တော့ဆလူရကလောဘဖြစ်မဲ့ဒေါသဖြစ်မဲ့မောဟဖြစ်စိတ်ခံစားချက်ကိုအကြောင်းပြုပြီးတော့လောဘဖြစ်တာရှိတယ်ဒေါသဖြစ်တာရှိတယ်မ ါပြီ။တမန်ပုရုဇေပုဂ္ဂိုလ်တွေကြတော့အစင်ပြေရင်လောဘအစင်မပြေရင်ဒေါသပြေတာလည်းမဟုတ်ဘူးမပြေတာလည်းမဟုတ်ဘူးအားရမှာဆိုလို့ရှိရင်မတိလိုက်တဲ့မောဟ။အဲဒါလောဘဒေါသမောဟဖျားကြတော့အဲ့ဒီလောဘဒေါသမောဟမဖြစ်ဘူး။ဘာကြောင့်မဖြစ်တုံဆိုအမြဲတမ်းတတိရှိနေတယ်။စဉ္ညေနှုတ်တရားရှိတယ်။ ငါခံစားရလို့စိတ်တယ်ပါမရှိဘူးငါရဲ့ခံစားမှုလို့စိတ်တယ်ပါမရှိဘူးဝေဒနာဖြစ်ပြီးတော့သူကဒုက္ခတပ်ပါလားဆိုကိုယ်နဲ့မဆိုင်တယ်လို့နေတတ်နေနိုင်သွားတယ်ဘုန်းကြီးတို့တည်းကြတော့ကိုယ်နဲ့မဆိုင်တယ်လို့မနေနိုင်ဘူးနော်ကိုယ်နဲ့မဆိုင်တယ်လို့မနေနိုင်ဘူးတကယ်တော့လည်းဆိုင်တာတော့မဟုတ်ဘူးမဆိုင်တယ်လို့မနေနိုင်ဘူးတရားလက်လွတ်သွားတယ်တတိလွတ်သွားတယ် တတိလွတ်တဲ့အခါကျတော့ပါဝင်လာလောဘဝင်လာတယ်ဒေါသဝင်လာမောဟဝင်လာအဲ့ဒါကွယ်ပြားချမ်းသာချက်ပဲ။အော်လူတိုင်းလူတိုင်းအစိတ်ခံစားမှုရှိအဲ့ဒီနေရာလေးမှာပရိသတ်ဥပဒေပြောမယ်ဆိုရင်ဝိရဏပစ္စယတဏဝိရဏတိအောင်တော့လူတိုင်းရှိမယ်။ပုရုဇဉ်ကြတော့အဲ့ဒီကိုကြော့သွားပြီးတော့တဏအစင်တိရောက်လာတယ်။အဲ့ဒါအောင်ဆိုလို့ပေါ့နော် တဏ္ဍီရောက်ရောက်လာအဲ့ဒါတိုးတော့ပရိသတ်သဘောမှာမှာတော့အဓိကတဏ္ဍကိုအဓိကထားပြီးတော့ဟောတာဖြစ်လို့မြတ်စွာဘုရားကဝိရဏပစ္စယတဏ္ဍလို့ပဲအဓိကဟောလိုက်တယ်တော့ကလူတွေဟာဒုက္ခဖြစ်ဖြစ်ဒုက္ခဖြစ်ဖြစ်ကွက်ကြော်ကြည့်လိုက်လို့ရှိရင်စိတ်ခန္ဓာမှုရဲ့နောက်မှာလောဘဖြစ်တဲ့အများတယ်။ဘာကြောင့်ဖြစ်လို့လူတွေကအစဉ်ပြေလို့ရှိရင်လောဘဖြစ်တယ် တိုးလာတယ်။အစင်မပြေဘူးဆိုရင်ဒေါသဖြစ်လာတယ်။အဲ့မဲ့အဲ့ဒီဒေါသကိုလူကကြိုက်တာမဟုတ်ဘူး။ဒုက္ခကိုကြိုက်တာမဟုတ်ဘူး။ကြိုက်တာမဟုတ်တော့ဒီဒုက္ခရဲ့ထွတ်ထွတ်မြောက်ထွတ်ပေါက်ကိုရှာလာတော့ဒုက္ခရဲ့ထွတ်ပေါက်ဒီကာမချမ်းသာဆိုတဲ့အဲ့ဒီဘက်ကိုလိုချင်လာဒီမကောင်းတဲ့ပုဂ္ဂိုလ်ကလည်းနေကောင်းကျင်လာတယ်ကျမ်းမကျင်လာတယ်ဒါထွတ်ပေါက်မဟုတ်ဘူးသူက အစင်မပြေခြင်းတဲ့ပုဂ္ဂိုလ်ကလည်းအစင်မပြေတဲ့ပုဂ္ဂိုလ်ကလည်းအစင်ပြေခြင်းလားတောင်းတလာတယ်မျောလင်းလာတယ်အဲ့တော့ဒုက္ခတွေ့လဲအကောင်းမျောတာပဲနော်ဒုက္ခတွေ့ရင်ပို့လို့ခြင်းတယ်ဒုက္ခတွေ့ရင် အကောင်းမျောတယ်အဲ့တော့ဒုက္ခတွေ့လို့နှစ်သက်တာကဝေဒနာပစ္စယတဏ္ဏဒုက္ခတွေ့လို့အကောင်းမျောတာကြတော့ဝေဒနာပစ္စယတဏ္ဏပဲဖြစ်တယ်ပေါ့မျောတာကြတော့ဝေဒနာ တတပဲဖြစ်သွားတယ်အဲဒီတော့တော့ကမှလူတွေဖြစ်များတဲ့ဒုက္ခဒုက္ခတဲ့ပတ်သက်လာလို့ရှိရင်ဝိရဒပစ္စယတတလို့ပြိဿသူဥပပါအဲ့ဒါကြောင့်ဟောတာနော်တကယ်တော့တစ်ခုစီတွေ့ကြည့်လိုက်မယ်ဆိုရင်အစဉ်ပြေရင်ဒုက္ခဝိရဏဖြစ်ရင်လောဘရာဂဒုက္ခဝိရဏဖြစ်ရင်ဒေါသဒါချက်ချင်းဖြစ်တာဆိုရင်အဲ့ဒါအရောကမဒုက္ခဝိရဏဖြစ်ရင် မောဟအဲ့ဒါတွေကကိလေသာတွေပဲအဲ့ဒီကိလေသာတွေကင်းစင်ပြီးတော့စိတ်ခံစားမှုခံစားတာကယဟနာဖရာယဟနာဖရာယဟနာလည်းပဲစိတ်ခံစားမှုကင်းတယ်နောက်တကအဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ဟာလည်းပဲဝိရဒပစ္စယတဏမဖြစ်အောင်တာလို့ရသွားတယ်နော်ထိန်းချုပ်နိုင်သွားတယ်ဝိရဒပစ္စယတဏအထိမရောက်ဘူး ထိန်းထားတဲ့သဘောနဲ့ဒါကသူကြတော့တတိတတိဘလို့ဘူးဆိုရင်သူကလည်းဒါလို့ရအဲ့ချိန်မှာဝိပဿနာရှုပြီးတော့ဝုထုအာရမဏကတ္တဝဝေဒနာဝဝေဒယတိဝုထုဆိုတာကရဇကာယဒီခန္ဓာကိုယ်ပေါ်မှာအမိပြုပြီးတော့ဒီအကြောင်းပြုပြီးတော့ဒီစိတ်ခန္ဓာကျဆိုတာပေါ်လာတယ်လေ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ်လာပေါ်သည့်အတွက်ကြောင့်ပေါ်လာတဲ့ဝေဒနာသည်ငါမဟုတ်ဘူးငါရဲ့ဝေဒနာလည်းမဟုတ်ဘူးเนาะရုပ်ခန္ဓာကိုယ်ကြီးကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ခန္ဓာဘူတာဖြစ်တယ်လို့ဒီလိုသိလာအဲ့ဒါဝေဒနာနုပဒနာကြအဲ့ဒီတော့ဝေဒနာဖြစ်ပေါ်လာဖို့သိတယ်အဲ့ဒီ အကြောင်းတရားကလည်းမြဲတာမဟုတ်ဘူးအကျိုးတရားလည်းဝေဒနာလည်းမြဲတာမဟုတ်ဘူးမမြဲတဲ့ဖတ်တာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ဝေဒနာလည်းမမြဲဘူးလို့ဝိပဿနာရှုနေတဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ကနေစာရှုနိုင်လို့ဆိုရင်ဝေဒနာပေါ်ပေါ်ကိုကြည့်လိုက်မယ်ဆိုရင်မျက်စိမှာဝေဒနာပေါ်တာမြင်သိစိတ်နဲ့ပတ်သက်ပြီးပေါ်တာမျက်စိနဲ့ပတ်သက်ပြီးပေါ်တဲ့ဝေဒနာအားလုံးဆိုရင် မျက်စိကကောင်းနေကောင်းတဲ့မျက်စိမှာအစဉ်အာယုံတစ်ခုလာပေါ်တယ်ပေါ်တဲ့အခါမှာနော်နှလုံးသွင်းမှုရှိတယ်အတင်းရှင်းရှိတယ်ပေါ့ပဏ္ဍိကာရအတင်းရှင်းရှိတယ်ထိကြတဲ့မှာအာယုံနဲ့ဝတ္ထုကြမှာအလင်းရောင်စွာရှိသေးတယ်အလင်းရောင်ရှိမှမြင်ရတယ်ပေါ့နော်အကြောင်း၄မျိုးအကြောင်းမျက်စောပြရတော့၃မျိုးပဲဟောလိုက်တယ်၃မျိုးဟောတယ် မျက်စိရဲ့ဆင်အာယုံရဲ့မြင့်သိစိတ်ဒီသုံးမျိုးပေါင်းဆက်လာတဲ့အခါမှာဖတ်တာဆိုတာပါလာတယ်ဝိရဏဆိုတာပါလာတယ်အဲ့တော့ဝိရဏဖြစ်ဖို့ရအကြောင်းတရားတွေကပါရီတုံးလို့ပြေးလိုက်ရင်မျက်စိနဲ့ပတ်သက်ပြီးဆင်အာယုံနဲ့ပတ်သက်ပြီးစိတ်ခန္ဓာမှုပေါ်လာတာဟာမျက်စိကိုမျက်စိတကူတည်းကိုအကြောင်းပြတာမဟုတ်ဘူးမျက်စိရဲ့ဆင်အာယုံရဲ့ မြင်သိစိတ်ရဲ့ဖတ်တာရင်အဲ့ဒီနောက်မှာဝေဒနာပေါ်တာအဲ့တော့သူရှိပါ သူဖြစ်ဖို့ရတဲ့အကြောင်းလေးမျိုးလို့ပြောမှာဖြစ်တယ်နော်မျက်စိရဲ့အစဉ်အာယုံရဲ့မြင်သိစိတ်ရဲ့ဖတ်တာရင်ဒီလေးမျိုးဟာဝေဒနာဖြစ်ပေါ်ရဲ့အကြောင်းအဲ့ဒီလေမျိုးလုံးဟာနော်မျက်စိမကောင်းမှုဆိုလေပေါ်ရအကြောင်းရှိဘူး အဲ့ဒီအကြောင်းนี่မဆုံးဘူးဆိုလို့ရှင်လည်းဝေဒနာပေါ်စရာမရှိဘူးအဲ့တော့ဝေဒနာပေါ်ရတာအတ္တိအကြောင်းนี่အကြောင်းပေါ်တာပဲစဉ်းစားကြည့်လိုက်အတ္တိအကြောင်းนี่ဟာလည်းပဲမြဲတဲ့အရာတွေမဟုတ်ဘူးဖြစ်ပြီးပျောက်သွားတာအဲ့တော့ဝေဒနာပဲလုံလုံမြဲနိုင်မလဲဆိုတဲ့တတိနဲ့အတိရှိနေတဲ့ဝိပဿနာတရားအထုတ်နေတဲ့ပုဂ္ဂိုလ်ကြတော့ခုနကဝေဒနာပစ္စယတဏမလာတော့ဘူးအဲ့လိုဆင်းရဲနေလို့ရှင်မလာတော့ဘူး ဖြစ်မလားဝေဒနာပစ္စယတတမလားသလိုဒုက္ခဝေဒနာပစ္စယတော်တော်လည်းမလားဘူးအဒုက္ခမဒုက္ခဝေဒနာပစ္စယမောဟဆိုအလမလားတော့ဘူးအဲ့ဒါခိတ္တခဏဓာထနိုင်တဲ့အစဉ်မှာဝိပဿနာရှုနေတယ်ဖရာယန္တကြတော့လာကြအကြောင်းကိုမရှိတော့အောင်နော်ကိလေသာဆိုတဲ့အခြေခံတရားလုံးဝရှင်းတာဖြစ်လို့တော့မလာတော့ ။ဘာကြောင့်လဲဆိုရင်တတိယအမျက်ရှိနေတယ်။အစဉ်ညင်းတော့နေရာအမျက်ရှိ။ပုရုဇဉ်နေကြတော့တတိယလွတ်လွတ်သွား။လွတ်သွားတဲ့အချိန်မှာဝင်လိုက်တာပဲ။နော်။ရန်သူကဝင်နေဆိုတာအလေးဝင်တာပဲလေ။ကိုလွတ်သွားတဲ့အချိန်မှာရောက်လာတာပဲ။တော့ရှော့။ကိရိတာရန်သူနဲ့တူနေ။အလေးဝင်တာ။အဲ့တော့အကြောင်းတရားတွေကိုစဉ်ညင်းစဉ်းစားကြည့်လိုက်တဲ့အခါမှာ စိတ်ခံစားမှုကြုံတဲ့ပုဂ္ဂိုလ်တိုင်းကိလေသာဝင်လာလားလို့ဆိုမဟုတ်ဘူး။အဲ့ဒါကိုမြတ်စွာဘုရားဒီတုတ်တန်ကို ရှင်းပြတာလေးကိုနားထောင်ကြည့်အောင် ရှင်းရှင်းလေးပဲဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်းပြတာကအတုတဝပုထုဇဏောမြတ်စွာဘုရားတရားဓမ္မနဲ့ပတ်သက်ပြီးတော့ သင်ယူမတနာထနာကြထားခြင်းမရှိတဲ့တရားအတိမရှိတဲ့ပုထုဇဉ်ပုဂ္ဂိုလ်ဟာတဲ့